ဒီကနောက်ပိုင်းမျော်လင့်ကျင်စရာလက်စွမ်းကောင်းတွေကိုပြသခဲ့တဲ့လက်စပန်ကြောင့် United fan တွေရင်ခုန်ကြပါပြီ။ဒီမှာတော့ United fan တွေဂိုးလဲကနေထွက်လာနိုင်ခဲ့ပြီဖြစ်ပါရင်။ဟုတ်ပါတယ် United ဒီမှာမှာပုံစံကောင်းပြသနေတဲ့ကြောင်တဲ့တွေကိုတူးစီနဲ့ဘူးတီထောင်းတီးထုံနိုင်ခဲ့ပြီးတော့အင်္ဂွေသုံးပွဲဆက်နိုင်ပွဲကိုရောက်သွားနိုင်ခဲ့တာဖြစ်ပါရင်။ပွဲဝင်ပြောမယ်ဆိုရင်ဒီနိုင်ငံဟာ United ပရိသတ်တွေအတွက်ကော United အတွက်ကောပြောစရာတွေအများကြီးဖြစ်ခဲ့တဲ့ပွဲလို့ပြောမှာဖြစ်ပါရင်။အရင်ဆုံးပြောချင်တာကတော့ဒီနေ့ပွဲမှာပွဲထွက်လာခဲ့တဲ့ United အသင်းရဲ့ကုလသမဂ္ဂ1 Sanley Lesman ရဲ့ Lesman မှာ ယူနိုက်တက်ကဒီကီယာထွက်ခွာသွားခဲ့ပြီးနောက်ပိုင်းကိုသမားနေရာအတွက်ရတမီကြီးရပါဒီနေရာအတွက်အိုနာနာတာဝန်ယူတယ်အိုနာနာဟာဖုန်းကိုရှင်ဖြစ်လာတော့သူပါလာလို့ရှင်ဂိုးဘော်ဆော်ဆိုတဲ့အထည်ပြောရတဲ့အထိယူနိုက်တက်ခံစင်ကြောင်းယူနိုက်တက်ကိုသမားနေရာဟာအားနည်းချက်တွေရှိနေခဲ့တာဖြစ်ပါတယ်ဒီအသည့်ပွဲစဉ်6ပွဲလောက်အထိကိုတော့ဘင်းဒီယာကတောင်ယူဖမ်းခဲ့ပြီးဘင်းဒီယာကလည်းအိုနာနာနဲ့ဒူမချာနာကိုသမားတယောက်ဖြစ်နေခဲ့ပါတယ်။ဒါကြောင့် United ပြည်သက်တွေဟာအိုနာနာဘင်းဒီယာတို့ဝင်လာခဲ့တဲ့ဆိုရင်တော့မှခေါင်းကိုက်နေရပြီးအသင်းကရှုံးရင်ရှုံးမရှုံးလို့ရှိရင်ပေးကိုပေးရဖို့ကတေချာသလောက်ရှိနေပြီဆိုတော့ စိတ်ထဲမှာတွက်ချက်ထားခဲ့တာဖြစ်ပါတယ်။အခုတော့ United အစီမှာဒီကီယာနောက်ပိုင်းမျောလင်းကျင်စရာလက်စွမ်းကောင်းတွေကိုပြသခဲ့တဲ့ Lesman ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ Lesman ကဒီဟာအတင်းနောက်ဆုံးပြောင်းရွှေ့ပေးရတဲ့အကြမှာ United အသင်းကိုရောက်ရှိလာခဲ့တာပါ။ကျွန်တော်တို့က United က Lesman နဲ့ဒီမှာအင်ဒီနဲ့ကြားထဲမှာဘယ်သူကိုခေါ်မလဲစဉ်းစားနေစမ်းပါတယ်။လူငယ်ကစားမလေး Lesman ကိုဦးစားပေးခေါ်ယူခဲ့တာဖြစ်ပါတယ်။ Lesman ကိုခေါ်ယူခဲ့တဲ့အချိန်တုန်းက United အသင်းရဲ့ကနဝင်ဂိုဒမာကြီးဖြစ်တဲ့ Peter Schmeichel ကိုယ်တိုင်က ယူနိုက်တက်အနေနဲ့လန်မန်အစားအတွေ့အကြုံပြေးသွားတဲ့ကမ္ဘာချန်ပီယံဂိုလမအီမီလီမာဒီနက်ကိုခေါ်ယူတင်နေဆိုပြီးတော့အကြံပြုလာကြတာမျိုးရှိပါတယ်။ဒါ့အပြင်အမိုရင်ကိုရိုင်းကလည်းလက်စမန်ကိုပွဲထွက်ခွင့်မပေးခဲ့တာကြောင့်လန်ပန်ရဲ့ချိန်ဆွမ်းကိုယူနိုက်တက်ပရိသတ်တွေကအစားတန်ရရှိခဲ့တာဖြစ်ပါတယ်။ဒါမဲ့လန်စမန်ဟာပွဲထွက်မှရင်ယူနိုက်တက်ပရိသတ်တွေကိုရတဲ့အေးစီခဲ့လို့ပြောမှာဖြစ်ပါတယ်။အဒီဝဲစင်မှာယူနိုက်တက်ဟာဆန်နလန်အသင်းကိုဘရိုင်းမာမေဆန်မောင်းရှက်ကိုရိုရဲ့သွေးရုံခဲ့တဲ့သွေးကိုရီနဲ့နိုင်ရရှိခဲ့တာဖြစ်ပါတယ်။ဒီသင်္ကေတတွေတော့နိုင်ရရှိခဲ့တဲ့အပြင်လက်စမန်ရဲ့ဂိုးပေါက်ကာကွယ်မှုတွေကလည်း United အသင်းရဲ့နိုင်ဝဲမှာအရေးပါခဲ့တာပါ အပရိုင်ပွဲပြီးကန်ဒီမှာဆိုရင်စာကားရဲ့အဝေးကန်ချက်ကိုလက်စမန်ကာကွယ်ပြသွားခဲ့ပေါ်ကတော်တော်လေးကိုအားရဖို့ကောင်းပါတယ်ဒီကိုသာဆိုရင်အိုနာနာပါရင်တရာတို့ဆိုရင်တေချာပေါက်ဂိုးဝင်သွားတယ်နဲ့ဂိုးတွေပါဒါ့အပြင်လက်စမန်ဟာအမြင်ပေါ်တွေကိုထွက်ပြီးတော့တားဆီးရမှာလဲတော်လေးကောင်းမွန်ခဲ့တယ်လို့ဘောလုံးပေးဖို့မှုတွေနောက်ခံလူတွေကိုကွန်မန့်ပေးတဲ့နေရာမှာလဲအတော်လေးကိုစိတ်ချရတယ်လို့ပြောမှာပါလက်စမန်တွေလုံးအင်အားအပြည့်နဲ့အာယုံဆဲမှုအပြည့်နဲ့ကစားသွားခဲ့ပြီးတော့ United ကုလသမဂ္ဂနေရာအတွက်သူဟာချွင်းချမ်းမရှိအသင်းတော်အဆုံးသူဖြစ်တယ်ဆိုတာကိုတက်တည်ပြသွားခဲ့တာဖြစ်ပါတယ် ရတဲ့အနေနဲ့ဒုတိယပိုင်းမှာလည်းကံကွင်းခွင့်အများပြားရခဲ့ပေမဲ့ဂိုးဖင်ပြောင်းလဲခဲ့တာကညံ့တာဆရာပါဒီပွဲစဉ်မှာရှက်ကိုကနှစ်ပွဲဆက်ဂိုးပေါက်တွေ့ခဲ့ပြီးအမ်ဘော်ရင်ဟာလည်းပွဲ90ပြည့်မှာအနိုင်ရရှိခဲ့တဲ့ဒုတိယမြောက်နေပြဖြစ်လာခဲ့ပါတယ်တကယ်တော့ United နေပြရဲ့ထဲမှာ Ferguson နောက်ပိုင်းပွဲ90ပြည့်မှာနိုင်တဲ့နေပြဆိုတာမရှိပါဘူးအခု Amorin က Ferguson နောက်ပိုင်းပွဲ90ပြည့်မှာနိုင်ရရှိခဲ့တဲ့နေပြဖြစ်လာခဲ့တာပါဒါအပြင်ဒီနိုင်ငံကြောင့်ရမန်အစင်မဲထိရရှိခဲ့ပြီးတော့အမပင်းဆရာထိတ်ကိုလည်းပြန်လည်တလန်းနိုင်ခဲ့တာဖြစ်ပါရင်နိုင်ငံကပေးရမတိုင်ခင်မှာ ဒီလိုမျိုးရမယ်ဆိုသွားနိုင်ခဲ့တာ United ကစားမတွေအတွက်တော့စိတ်ထဲပိုင်းဆိုင်ရာတက်ကြွမှုရစီမှာတော့သိကြပါရင်ဒီဘွဲပြီးလို့ရှိရင်နိုင်ငံပေးရလာမယ်ဒါပြင်ဂျိုဂျာနီလိုနယ်ကစားမှာဖြစ်ပါရင်ဂျိုဂျာနီကတော့လက်ရှိမှာပုံစံကောင်းပြောင်းဆုံးနေပြီနောက်ဆုံးကစားခဲ့တဲ့၃ဘွဲဆက်ကိုရှုံးနေထားတာဖြစ်ပါရင် United အနေနဲ့ဂျိုဂျာနီလိုကနိုင်ငံစားခဲ့မယ်ဆိုရင်တော့အမပေးစရာထိတ်ကိုပြန်လဲတက်လာနိုင်မယ်ခွင့်ရလဲရှိနေပါရင်ဆိုတော့ Lesman က United အတွက်မျှော်လင့်ချင်စရာကောင်းတဲ့ကစားသမားတယောက်ဖြစ်လာမလားဆိုတာကတော့ကျွန်တော်တို့နိုင်ငံကပေးရပြီးမှပြန်လဲစောင့်ကြည့်ရပါမယ်